Manchester United အသင်းရဲ့ဒီယာဒီအာတာချက်တွေထဲမှာတပတ်ကိုတပွဲပဲကစားရတဲ့ကန်နာကအရေးပါတဲ့ကန်နာကနေပါဝင်နေပါတယ်။တပတ်ကိုတပွဲပဲကန်ရရင်ဘလို့အာတာချက်တွေရရှိတယ်လေ။တပတ်ကိုနှစ်ပွဲနှုံးကန်နေရတဲ့အသင်းတွေမှာဘလို့အခက်အခဲတွေရှိတယ်လဲဆိုတဲ့အကြောင်းကိုဒီဗီဒီယိုကနေသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုတော့ Winesberg ကနေအတ္တိကကူညီပံ့ပိုးပေးထားပါတယ်။စီတူအော်ပီနီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေအထက်က ဘလောကစားနေရှင်ခုံကျင်တဲ့ပရိသတ်တွေအတွက် Wines ဘက်မှာ Opinio ဆိုတဲ့ promo code ကိုအသုံးပြုပြီးတော့အကောင့်ဖွင့်လင့်နိုင်ပါတယ်ဒီဗီဒီယိုရဲ့ comment section မှာလည်း promo code ကိုချထားပေးမှာဖြစ်လို့ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ Hello မင်္ဂလာပါ C2 Opinio ကနေကြိုဆိုလိုက်ပါတယ် Manchester United အတွက် DRD အားသာချက်တွေကတစ်ခုအဖြစ်ယာဒီမစားခင်ကတည်းက တတ်မှတ်ခဲ့ကြတာကသူတို့ရဲ့ပွဲနဲ့ပါမှုပေါ့နော်အဲ့တော့တပတ်ကိုတပွဲပဲကစားရမယ့်အနေအထားရှိတယ်။ဒီကြားထဲမှာမှစစောစီစီလီဖလာမှာ Greensby Town ကိုရှုံးနိမ်သွားခဲ့တဲ့အတော့ကာလာဘောင်လည်းမကစားရတော့ဘူး။အဲ့ဒီအတော့ဒီ January မတိုင်ခင်အထိပေါ့နော်အဖီဖလာတတိယအဆင့်ပွဲစဉ်တွေမလာခင်အထိကို United ကဘာပွဲမှမရှိဘူး Premier League ပဲရှိတယ်။အဲ့တော့အေးလူလူအနေအထားအဲ့တော့ဒီအနေအထားကအသင်းကိုဘာကောင်းကျိုးတွေပေးနိုင်တယ်လဲ။ပြီးတော့တခြားသောအသင်းတွေပေါ့နော်အဲ့တော့ လက်ရှိ Premier League မှာကိုးသင်းသောအသင်းတွေဟာဥရောပပွဲတွေကိုဆင်နွှဲနေရတယ်။အဲ့တော့အဲ့အသင်းတွေအတွက်ကြတော့တပတ်နှစ်ပွဲကြံရတဲ့ပြဿနာပါလိမ့်ရှိမယ်လေ။ဒီအကြောင်းကိုဒါဆွေးနွေးပေးသွားမှာဖြစ်ပါလေ။အဲ့တော့ဇူလိုင်နဲ့အကြောင်းလည်းမဟုတ်ဘူး။တခြားအသင်းတွေအကြောင်းလည်းမဟုတ် overall ပေါ့နော်။အားလုံးပါမယ်။ပြီးတော့ဒီကစားသမားတွေရဲ့အမ်ဒီပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်ကိုတယောက်မေးထားတဲ့မေးခွန်းလေးရှိတယ်ပေါ့နော်။ကစားသမားတွေရဲ့ပြင်ဆင်ပုံပေါ့လေ။အဲ့တော့လောကပညာရေးပိုင်းဆိုင်ရာအတိုင်းတော့မဟုတ်ဘူး။ဒါပေမဲ့အထိုက်လေးရောက်ပါဝင်ပြီးတော့ကျွန်တော်ထည့်ပြီးတော့ပြောသွားမှာဖြစ်ပါလေ။ အဲ့တော့ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ရှာတီတော့ငါအာဆင်နယ်နေပြအာထီရာကပြောဘူးတယ်ပေါ့နော်အဲ့ဒီအနာယူချိန်ကဘလို့အရေးကြီးတယ်လဲဆိုတာအနာယူချိန်လည်းအရေးကြီးတယ်ကစားတဲ့ချိန်လည်းအရေးကြီးတယ်နှစ်ခုသလုံးအရေးကြီးတယ်ကျွန်တော် ပြင်ဆက်ပြောသွားမယ်ပေါ့နော်အဲ့တော့အာထီရာကကျွန်တော်တို့ပွဲတွေကန်တယ်ပြီးတော့နားတယ်ပေါ့နော်ပြီးတော့ training day တွေရှိတယ်အဲ့တော့အဲ့ training day ကအရေးကြီးတယ်ဘောလုံးပွဲကန်ပြီးတော့ဘက်ကဲနှစ်ရက်လောက်နားပြီးတော့ကျွန်တော်တို့အနာယူလို့မရဘူးအဲ့ဒါကမှန်ကန်တဲ့နည်းလည်းမဟုတ်ဘူးဘောလုံးပွဲကန်တယ်ပြီးရင်အမ် recovery day ရှိတယ် active recovery day လို့ခေါ်တယ်ပြီးတော့နောက်ထပ် active မဟုတ်တဲ့ recovery day ရှိတယ်ပြီးရင် training ဆင်းရတယ်အဲ့ training တွေကဒါတန်ရာမရရှိအောင်ကောက်ွယ်ပေးတာအဲ့တော့ architect ကဘာပြောသလဲဆိုတော့ကျွန်တော်တို့ကကန်နေ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 ဒါတွေပဲတောက်လျှောက်ထက်နေ training day တွေနေသက်သက်နေသက်သက်နေသက်သက်နေလာတယ်အဲ့ training day တွေနေခြင်းက muscle တွေနဲ့ tendons အရွတ်တွေကို ပြန်လည်ပြီးတော့ recovery ဖြစ်ဖို့အတွက် short ချတယ်ပေါ့နော်ဒုက္ခပြီးတယ်ပေါ့အဲ့တော့ ဆိုလိုချင်တာက muscle recovery တွေလုံလုံလောက်လောက်ပြင်မဖြစ်နေဘူးဒါကြောင့်မလို့ဒဏ်ရာတွေပိုရတယ်အဲ့တော့ဒဏ်ရာတွေပိုရသလားမရသလားဆိုတော့ပြီးခဲ့တဲ့ခြာတိမှတ်တမ်းတွေကိုကြည့်ရင်တွေ့နိုင်တယ်အဲ့တော့ဒဏ်ရာမှတ်တမ်းတွေကတိုးထက်တိုးလာနေတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ဒဏ်ရာရင်းနဲ့ပတ်သက်ပြီးတော့ Soccer House မှာလည်းကိုနနဝင်နဲ့မကြာခဏတင်ဆက်လေးရှိတယ်အဲ့တော့ဒီ research paper တွေကိုကိုကားပြီးတော့ကိုနနဝင်ပြောခဲ့ပူတယ်ပေါ့နော်ပွဲများယုံကြောင့်ဒီတရားရရတာမဟုတ်ဘူး intensity မြင့်လို့တရားရရတာပေါ့ဒါကတော့ research paper ကပြောတဲ့အရာ ဲ့တော့ဟုတ်ပြီအဲ့ဆိုပွဲများနဲ့မဆိုင်ဘူးလားလို့ပြောစရာရှိတယ်ပေါ့နော်အဲ့တော့ intensity မြင့်ခြင်းဆိုတာက intensity ကဒီနေ့ခေတ်ဘောလုံးရဲ့ competitiveness ရဲ့တောင်းဆိုမှုကြောင့် intensity တွေကမြင့်ပါပဲအဲ့တော့သူများမြင့်တဲ့အချိန်မှာကိုက short gain လို့မရဘူးပေါ့နော်အဲ့တော့မြင့်ပါပဲပေါ့နော်အဲ့တော့အဲ့ဒါကလက်ရှိ gain ရဲ့ပေးထွာချက်ဖြစ်တယ်အဲ့တော့ပွဲဆက်များခြင်းနဲ့သွားပေါင်းလိုက်တဲ့အခါမှာဒုက္ခရရောက်ကုန်တယ်အဲ့တော့တကယ်တော့ပွဲဆက်များခြင်းဆိုတာကကျတော့ပေးထားချက်မဟုတ်ဘူးလှုပ်ယူနေကြတာအဲ့ဒါကလက်ရှိ state ပေါ့နော်ထားပါတော့ အဲ့အနေထားလက်ရှိပေးထားတဲ့ပေးစားချက်အနေထားမှာကစားသမားတွေကအခုလိုမျိုးဒုက္ခရောက်ကြရတယ်အဲ့တော့ဘာသွားပြီးတော့တွေ့ရတယ်ဆိုတော့အခုလိုအပတ်မျိုးပေါ့နော်ဒါဒီအပတ်မှမို့လို့လေကျွန်တော်ထပ်ပြီးတော့ဟိုတင်ဆက်ပေးလို့ရတာပေါ့လေအခုကာရာဘောင်းလာပြီနားရမယ်ထင်ပေမဲ့ပြီးခဲ့တဲ့ဘက်ချန်ပီယံလိဂ်ကံနဲ့ပရီးမီယံလိဂ်ကံနဲ့အခုကာရာဘောင်းလာပြီအဲ့တော့အာဆင်နယ်လည်းကံရမယ်လီဗာပူးလည်းကံရမယ်မန်ချက်စတာစီးတီးလည်းကံရမယ်စပါလည်းကံရမယ်ချယ်ဆီလည်းကံရမယ်မနားရအောင်သူတို့လေနောက်လျှောက်လွန်ခဲ့တဲ့အပတ်ကလည်းဒါဥရောပပွဲကံအဲ့တော့ ၃ရက်တပွဲနှုံပေါ့နော်၃ရက်တပွဲနှုံပြင်းပြနဲ့သွားနေတယ်အဲ့တော့၃ရက်တပတ်၃ရက်တပွဲနှုံပြင်းပြနဲ့သွားနေတယ်ဘာသွားဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ပုံမှန်အသင်းတွေရဲ့ဒီ schedule ကိုကျွန်တော်တို့ကြည့်ရမယ်ပေါ့နော်အဲ့တော့အဲ့ schedule က match day match day ပြီးရင်နောက်ထပ်တစ်ရက်ကို match day plus 1ပြီးရင် match day plus 2ကျွန်တော်တို့အဲ့လိုတတ်မှတ်သွားမယ်ပေါ့နော်အဲ့တော့ထားပါတော့ဥပမာပေးရရင် match day ကစနေနေ့ကစားရဲဆိုပါစို့အဲ့ဆိုရင်တနင်္ဂနွေနေ့က md plus 1တနင်္လာနေ့က md plus 2ဖြစ်မယ်ပေါ့နော်ပြီးတင်အင်္ဂါဘုတ်တို့ အဲ့ဒါကိုကြာတော့ MD -4 MD -3 လို့ training log မှာခေါ်တယ်ပေါ့လေနောက်တစ်ပွဲမလာခင် minus နဲ့ပြန်တွက်တာ MD -4 MD -3 MD -2 ပြီးတော့ MD -1 ပြီးတော့ MD အဲ့လိုပြန်လာမှာပေါ့လေအဲ့တော့အဲ့ဒီမှာဒီ face by face သွားတဲ့ပုံစံလေးရှိတယ်ခုန cycle ကဒါကအတင်းတင်းသွားတဲ့ပုံစံပေါ့နော်အဲ့တော့အဲ့ဒီအတင်းတင်းသွားတဲ့ပုံစံအလေကနေပွဲတွေဖြတ်ဝင်လာတဲ့အခါမှာခုန match တွေ မတိုင်ခင်မှာပြင်ဆင်ဖို့ minus 4ရှိတဲ့လေဆိုတော့အခြေခံပြင်ဆင်မှုပေါ့နော်အဲ့အခြေခံပြင်ဆင်မှုကြီးပြတ်သွားတယ်ပြတ်သွားတဲ့အတွက်ဘာသွားဖြစ်တယ်လဲဆိုတော့ training workload တွေအပြောင်းအလဲတွေဖြစ်ကုန်တယ် recovery အပြောင်းအလဲတွေဖြစ်ကုန်တယ်ပြီးတော့နောက်ထပ်အရေးကြီးတဲ့အချက် tactical ဘိုင်းဆိုင်ရာပြင်ဆင်ဖို့အတွက်အချိန်မရှိသလောက်ဖြစ်သွားတယ်အဲ့တော့ပြီးခဲ့တဲ့ရှားဒီကအမော်ရင်ကပြောခဲ့ပြုတယ်ပေါ့နော်နောက်ရသည်ဒါဥရောပပွဲတွေမရှိရလဲတမျိုးကောင်းတယ်ပေါ့နော်အဲ့တော့အဲ့အကြောင်းကတော့ဒါအများကြီးပြောခဲ့ပြုပါတယ်သူအဲ့ရနဲ့ပတ်သက်ပြီးသူအများကြီးရှင်းပြခဲ့တယ်ကျွန်တော်အကျယ်တော့မပြောတော့ ူအတွက်မနစ်ကအရက်ခတ်ခဲ့တဲ့အချိန်တွေအများကြီးရှိခဲ့ဘာလို့လဲဆိုတော့သူ့ tactical ဒါသူ့ tactical system ကအရှင်းနီးပြ tactical system နဲ့ဘာမှမဆိုင်တဲ့ဟာအဲ့တော့အဲ့ tactical ကိုသူမောင်းဖို့အတွက်လက်ချင်မှာမောင်းဖို့အတွက်သူ့မှာအခြေအုံမရှိဘူးဘာလို့လဲဆိုတော့ United ကယူပါလိပွဲတွေဝင်နေရဖြစ်တဲ့အတွက်ပေါ့ surprise surprise ဆိုတော့ပြီးတော့တခြားသောပွဲတွေကလည်းအခါအားလျော်စွာရှိနေဒီရသည်ဆိုရင်တော်တော်လေးကိုရှင်းတယ်ဘာမှမလာဘူးအခုတောက်လျှောက်ဘာလုပ်ရမလဲဆိုတော့ပုံမှန် routines အတိုင်းပဲခုန match day minus တွေလည်းရမယ် match day plus တွေဆိုတော့အချိန်တပတ်တာအပြည့်အဝရတယ်အဲ့တော့အဲ့ဒီတပတ်တာအပြည့်အဝရမှသာကစားသမားရဲ့စက်ခိုင်မှုရောကစားသမားရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်လို့ရမယ်အသင်းလိုက်စူးစီးမှုကိုမြင့်တင်လို့ရမယ်ပြီးတော့ tactical system တွေကိုပို့ပြီးတော့အလုပ်လုပ်လို့ရမယ် match day နဲ့ပတ်သက်လာရင် match day မှာကျွန်တော်တို့ကကစားသမားတွေရဲ့ workload ကိုအကုန်သုံးလိုက်တယ်အကုန်သုံးလိုက်ပြီးတော့ match day plus 1မှာ active recovery လို့ခေါ်တယ် active recovery ဆိုတာလောက8ဆက်အနားယူတာမဟုတ်ဘူးအနားတော့နားတယ် ကန်ထားတဲ့ကစားသမားတွေပေါ့နော်ပွဲထဲမှာပါခဲ့တဲ့မိနစ်60နဲ့အထက်ပါထားတဲ့ကစားသမားတွေကတချို့ကတော့ကစားသမားတွေကိုပြေးခိုင်းတာမျိုးရှိတယ်အဲ့လိုပြေးခိုင်းတဲ့နေရာမှာ1.5ကီလိုမီတာအောက်ပဲပြေးရတယ်အဲ့လိုပြေးပြီးတော့သူတို့ရဲ့အနေထားလေးတွေကစမ်းသပ်ရတယ်ပြေးနေရင်လည်းလေဘယ်နာက stiff ဖြစ်လဲဘယ်နာက knock ဖြစ်နေလဲဒါတွေကိုလေ့လာရတယ်ပေါ့နော်အဲ့လိုမျိုးလုပ်ပြီးတော့ active recovery မှာဘာလုပ်လဲဆိုတော့ hydrotherapy တွေ hydrotherapy ဆိုတာရေကန်တွေပေါ့နော်ဒါအထူးပြုလုပ်ထားတဲ့ရေကန်တွေ hydro wash လို့ခေါ်တယ်ပေါ့နော်အဲ့တော့အဲ့ရေကန်တွေမှာ အဲဒီသူကဘာလဲဆိုတော့ရေထဲကိုခြေထောက်စိမ့်လိုက်ဖြစ်တဲ့အတွက်ပဝန်းကျင်ရဲ့ဒီဖိအား mechanical stress တွေနည်းသွားတယ်ပြီးတော့ဒီအောက်မှာသူရေလေးကိုစီးပေးထားတာပေါ့နော်အဲစီးပေးထားတဲ့အရာလေးသူ flow တစ်ခုရှိတယ်ပေါ့နော်ကျွန်တော်တို့မရောက်ဘူးတော့ဘလို့ flow လဲတော့မပြောတတ်ဘူးဒါပေမဲ့ဒီစာပေတွေကအဲဒီညွန်ပြချက်တွေအရာတော့အဲ flow တွေက blood circulation သွေးလည်ပတ်မှုကိုပိုကောင်းစေတယ်ပြီးတော့အဲ့လိုသွေးလည်ပတ်မှုကိုပိုကောင်းစေတဲ့အတွက်ဒီ muscle ပြည့်စုံခြင်းပေါ့ပြီးတော့ inflammatory ပေါ့နော် ရောင်ရမ်းခြင်းတွေရှိတာပွဲတစ်ပွဲပြီးရင်အဲ့တော့အဲ့ဒီအရာလေးကိုပုံမသက်သာစေတာဒါကရေနဲ့ကူတာပြီးတော့အဲ့လိုရေနဲ့ကူတဲ့ဟာရှိတယ်လို့ရေခဲနဲ့ကူတာလည်းရှိတယ်ရေခဲနဲ့ကကျတော့ဒါက cryotherapy လို့ခေါ်တယ်ပေါ့နော်အေးရဲ့အခန်းထဲမှာဒါရှိတာဒါကနာမည်ကြီးပဲတကယ်ထိတ်တန့်လေ့ကျင့်ကွင်းအကုန်လုံးမှာလည်းတရားရှိတယ် hydrotherapy လုပ်တယ်အဲပြီးတော့ cryotherapy လုပ်တယ်ပြီးတော့နောက်ထပ်လုပ်တာတွေကဒါဟိုဒီအောက်ဆီဂျင်နဲ့ပတ်သက်တာပေါ့နော်အဲ့တော့ဒီကျွန်တော် Vinicius အကြောင်းတင်ဆက်တော့ပြောပြတယ် Vinicius ကသူ့အိမ်မှာအဲ့ဒါကိုထားတာ hyperbaric oxygen equipment လို့ပြောရမှာပေါ့နော် hyperbaric oxygen oxygen တွေလို့တက်ပြီးတော့ oxygen ရှူတဲ့အစပ်ပေါ့လေအဲ့တော့ဒီကျွန်တော်တို့လေထုထဲမှာ oxygen 27ရာခိုင်နှုန်းပဲရှိတယ် nitrogen က80ရာခိုင်နှုန်းတော့ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရှူနေတဲ့လေကအထက်ထက်ရောက်သွားရင် oxygen ကလေအတိုင်းရှူလိုက်တာလေကျွန်တော်တို့က oxygen ပဲခွဲပြီးရှူတာပေါ့အထက်ရောက်တော့မှလာ oxygen ပြန်ခွဲတာအဲ့တော့21%ကနေ16 to 17%လောက်ပဲကျွန်တော်တို့ရဲ့ lower density ကိုရောက်တယ်အဲ့တော့အဲ့ oxygen နဲ့မှာကျွန်တော်တို့ရဲ့ compression engine လို့လောက်တာပေါ့နော် အဲ့တော့ခုန hyperbaric က100% oxygen ကိုရှူသွင်းတာဖြစ်တယ်အဲ့တော့100%အပြည့်မရောက်သည့်တိုင်အောင်ခုန natural process အပြင်ကျွန်တော်တို့ inhale လုပ်လိုက်တဲ့ရှူသွင်းလိုက်တဲ့အရာထက်သုံးဆလောက်ပိုကောင်းတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးလုပ်ကြတယ်ဘာလို့လဲဆိုတော့ recovery ကိုပိုကောင်းစေခြင်းလို့အခုခင်ကပိုပြီးခင်မိလာတာကဘယ်လောက်ထိခင်မိတယ်လဲဆိုရင်ပွဲပြီးကလေးကသူတို့ recovery အလုပ်ကိုလုပ်နေပြီအဲ့တော့ပွဲပြီးပြီးတော့ recovery အလုပ်ဘာလုပ်လဲဆိုတော့အစာရေစားကြတယ်သူတို့ စနစ်တကျတွက်ချက်ထားတဲ့ nutrients တွေရှိအဲ့ဒါတွေစားကြတယ်စားပြီးတော့ဒီ muscle ကိုပြန်ပြီးတော့တိဆောက်တာပေါ့နော်အဲ့တော့ဒီနေရာမှာလည်းအဓိကအားဖြင့်တော့ protein ပါတယ်အစားအစာစားကြတယ်ပြီးတော့ carbohydrates carbohydrates တွေကိုလည်းရွေးချယ်ပြီးတော့စားတော့ကြတယ်ဒါကတော့အသင်းရဲ့ nutritionist တွေကညွှန်ကြားထားတဲ့အတိုင်းစားတော့တာပေါ့စားတော့ပြီးတော့တို့ကအဲ့ post match ပေါ့နော် post match မှာတို့ကဗမာအိတ်လဲဆိုတော့အသင်းမှာအိတ်တယ် training ကွင်းမှာအိတ်တယ်ဘာလို့လဲဆိုတော့အဲ့ training ကွင်းမှာကဒီအိတ်ဆက်ဖို့အတွက်နေရာရည်တာထည့်ထားပေးတာဒီနေရာနဲ့နာမည်ကျော်တာက spa thing the lodge ဆိုတဲ့ အဲဒီအစားသမားနားနေဆောင်ပေါ့နော်သူတို့ကအိယာတွေကိုကအစားတကယ်အိယာကုမ္ပဏီနဲ့ချိတ်ဆက်ပြီးတော့တကယ် specific ကစားသမားတရားဥမာ hurricane ရှိရှိတာပေါ့နော်အဲ့တော့ဆို hurricane ရှိရဆိုရင် hurricane ဘယ်လိုကြိုက်လဲ hurricane ကခေါင်းအမြင့်တလောက်နဲ့ဒီအိယာရဲ့အစ်ဆက်ညံ့ညော်မှုကဘယ်လောက်နဲ့တလောက်အိ Delhi area ဘယ်လောက်အိ Christian area singa ဘယ်လောက်အိအဲ့လိုပုံစံမျိုးသွားတာပေါ့နော်အတင်းတိုင်းမှာရှိတယ်လို့သိရတယ်ပြီးတော့ဒီအပူချိန်အေးရင်အဲ့လိုပုံကောင်းလာအောင်ဘယ်လောက်အေးရမလဲဆိုတဲ့အရာတွေပြီးတော့ဒီ lights ပေါ့နော် ဘယ်လောက်မှောင်ပေးထားရမလဲဆိုတဲ့အရာတွေသူတို့စနစ်တကျတွက်ပြီးတော့အဲ့လိုမျိုးအနာပေးတာပွဲပြီးကလေးကသူတို့အနာပေးတာပြီးတော့အဲဒီ Facebook သုံးဖို့ပေါ့နော်ဖုန်းနဲ့ tablet တွေမသုံးအောင်အေးချိန်နေမှာ recovery ကိုအကောင်းဆုံးဖြစ်အောင်လို့အဲ့လိုမသုံးမင်းနဲ့လောက curfew ထုတ်ထားရတာပေါ့နော် curfew ထုတ်ထားတချို့ကစားသမားတွေလည်းဖောက်ပြတ်တာရှိတယ်ဒါကြောင့်တချို့ကစားသမားတွေကလည်းအဲ့ဒါအချိန်မရောက်ခင်အသေးအံဖုန်းသုံးကြတဲ့ကစားသမားတွေလည်းရှိတယ်အဲ့လိုနီလန်အပြင် recovery ဘလောက်အရေးကြီးတယ်လဲဆိုတော့ကျွန်တော်တို့တိမှတ်ရတယ်ပေါ့နော် အရင်အရေးကြီးတယ်ခုနပြောကျွန်တော် day 1ပေါ့နော် anti plus 1ကိုခုနလိုမျိုးရောက်တယ်အဲ့တော့သူ8တဲ့နေရာတွေမှာလည်းသူတို့က muscle တွေပျက်စီးသွားတာဖြစ်တာရှိတယ်အဲ့တော့အဲ့လိုပျက်စီးသွားတဲ့အတွက်သူကဆေးတောက်ကြတယ် protein ဆေးပေါ့အဲ့ protein ကတော့ဒါအတိအကျထုတ်လုပ်ထားတဲ့ protein အဲဒီနွားနို့တွေမှာပါတယ်ပေါ့နော်အဲ့ protein ကဘာလုပ်တယ်လဲဆိုတော့ခုနပြတ်သွားတဲ့ muscle တွေကိုအိတ်နေတဲ့အချိန်မှာဖြည်းဖြည်းချင်းပြန်ပြီးတော့တိဆောက်ပေးတဲ့ recovery process ကိုပေးတယ်သူတို့အဲ့အရာတွေပါတောက်ပါတယ် ဘယ်လောက်ထိအသေးစိတ်တယ်လဲဆိုတော့ပြောတာပေါ့နော်ဟုတ်ပြီအသင်းတိုင်းကဓာတ်တွေကိုလုပ်နေတယ်အဲ့တော့ဘယ်အသင်းတစ်သင်းနဲ့ဘယ်နာသွားကြာလဲဘယ်နာမှာသွားကြာမလဲဆိုတော့ training process တွေခုနလိုမျိုးသွားတဲ့နေရာမှာတုံးရတစ်ခေါက်ဝင်လာတဲ့အသင်းနဲ့တပတ်လုံးအေးအေးဆေးဆေးပြင်ဆင်ရတဲ့အသင်းရော recovery ကကွာဘူးကွာမှာပဲဘာလို့လဲဆိုတော့ MD+1 ပြီးသွား MD+2 Manchester United ဟာ MD+2 မှာ match day မှာကန်ခဲ့တဲ့ကစားသမားအားလုံးကိုအနာပေးလို့ရတယ် full rest ပေးလို့ရတယ်ပုံမှန်အပြင်တော့ full rest ပေးလို့မရှိဘူး light rest ပေးတယ်အဲ့နေ့မှာအနည်းငယ်တော့ exercise လေးတွေနဲ့ပြီးတော့ဒီမေးခွန်းလေးတွေပေါ့နော်အမှကြွသားပင်သားနာလဲလူကောင်းနာလားခြေတလုံးနာလားအစရှိသဖြင့်မေးရမျိုးလေးတွေတော့ရှိတယ်အဲ့လိုမျိုးလုပ်တယ်ဒါမှမဟုတ်စံနာရှိရင်လည်းလုံးဝ full day rest ပေးလိုက်လို့ရတယ်ဒါကကစားသမားတွေအခြေအနေပေါ်မှာမူတည်တယ်ဒါပေမဲ့အမှ Liverpool လို့အသင်း Chelsea Manchester City Arsenal သူတို့ကအဲ့ဒါလုပ်လို့မရဘူးသူတို့ကနောက်ထပ်စဉ်းစားစရာရှိလာတယ်ပေါ့နော်နောက်ထပ်ရှုပ်ထွေးတာရှိလာတယ်ပြီးတော့ AMD plus 2ပြီးတော့မှ md plus 2ပြီးတော့မှနောက်ရက်ပေါ့နော်နောက်ရက်မှဒါ md minus 4နောက်ပွဲမလာခင် md minus 4အဲ့တော့ md minus 4နဲ့ md minus 3တွေကပွဲတစ်ပွဲမတိုင်ခင်ဒီတစ်ပတ်စလုံးမှာပွဲပြီးရင် तू က training workload အများဆုံးပဲအဲ့အချိန်မှာအသေးမောင်းတာပေါ့နော်အဲ့တော့အဲ့ဟာအရေးကြီးတယ် training workload လို့အဲ့အချိန်မှာအသေးမောင်းတာပြီးရင် md minus 2အမှားကြတိတ်မမောင်းတော့အများကြီး short ချလိုက်ပြီး tactical setup တွေပြီးတော့ set piece routine တွေကိုပို့လုပ်တယ် ပြီးရင် MD minus 1ကတော့လုံးလုံးဒီပါမလေ့ကျင်တော့ဘူးပေါ့နော်အဲ့တော့ဒါက general process တသိန်းနဲ့တသိန်းမတူဘူးပြီးတော့ကျွန်တော်တို့ဒါတွေကိုသွားပြီးကြည့်လို့မရအောင်ဒါကဒီ channels တွေကဒီဒီဒီအလုပ်တွေမှာလောက်ကင်ခဲ့ဘူးတဲ့ physiotherapist တွေ doctors တွေဒီအရာတွေကတို့ကဒါစာတန်းတွေမှာပြန်ရေးလို့ကျွန်တော်တို့သိရတာပေါ့နော်တယောက်နဲ့တယောက်နဲ့တသိန်းနဲ့တသိန်းတော့တူမှာမဟုတ်ဘူးအဲ့လို general process ကအဲ့လိုရှိတယ်အဲ့လိုရှိတဲ့အခါမှာကျွန်တော်ရှေ့မှာပြောခဲ့တဲ့ architecture ရဲ့ဇာတ်ကားကအရေးကြီးလာ training အရေးကြီးတယ် training အရေးကြီးတယ်ဘာလို့လဲဆိုတော့အခုသူတို့ကန်နေရတဲ့ Arsenal တို့အတင်အဲ့ training ကအပြင်းထန်ဆုံးလုပ်ရမယ် MD -4 နဲ့ MD -3 မှာအဲ့ training မလုပ်ပါဘူးအဲ့ training မလုပ်ကြတာဖြစ်တဲ့အတွက်လိုအပ်တဲ့ intensity နဲ့မလုပ်ကြတာဖြစ်တဲ့အတွက်တန်ရာရရှိနှုန်းကိုပုံမှန်မြင့်တက်စေတယ်ဒါကသိပ္ပံပညာကနေသက်တည်ပြလို့ရတဲ့အရာဖြစ်ကိုဖြစ်မှာမဖြစ်ဘူးဆိုတာမရှိမဖြစ်ရင်ကန်ကောင်းလို့ပဲရှိမယ်ကန်ကောင်းလို့ power ranger အရင်ဖြစ်နေလို့အဲ့နှစ်ခုကလွယ်လို့ကျန်တဲ့ဥစ္စာဖြစ်ကိုဖြစ်မှာ ဲ့တော့ကန်ဆိုရင်မနစ်ကအာဆင်နယ်လိုမျိုးအထိဖြစ်သွားနိုင်တယ်။ကန်ကောင်းရင်တော့ဟိုအသက်ရှင်လို့ရနိုင်တဲ့ပမာဏဖြစ်မယ်ပေါ့နော်။မဖြစ်ပဲတော့မရှိဘူးဖြစ်ကိုဖြစ်မှာ။ဘာလို့လဲဆိုတော့ဒီဒီဇိုင်းကြီးကဒီလိုဖြစ်နေရ။ပြီးတော့ဥမာကစားသမားတွေအနေနဲ့ပေါ့ဥမာတန်ရာရတော့မယ်ဆိုတော့နီးပြတယ်မသိလို့မဟုတ်ဘူး။သူတို့ရဲ့ဒီ staff တွေကပြောထားတယ်ဒီ workload တလောက်ရှိတယ်ဒါပေမဲ့ပြဿနာကမသုံးလို့ရမရဘူး။ declare rice ကိုသုံးရမယ်။အမောမစာလာကိုသုံးရမယ်။ service line ကိုသုံးရမယ်။ track alexander arno van dyke မသုံးလို့မရဘူးဆိုတော့ အနေထားတွေလည်းရှိနေအဲ့မှာဒါကနောက်နောက်ထပ်ဇလန်တပုတ်ပေါ့ထားပါတော့เนาะအဲ့တော့ဒီလိုအခြေအနေမျိုးတွေရှိတယ်အဲ့တော့ဒီခုနကျွန်တော်ပြောခဲ့တဲ့ process ကြီးတခုရှိအဲ့ process ကိုကျွန်တော်တို့ပြောင်းပြန်လှန်လိုက်မယ်ဆိုရင်သိတာတယ်ဒါဟာ Manchester United လိုမျိုး United မှာမဟုတ်ဘူးတခြားသောဘာပွဲမှာမရှိတဲ့အသင်းတိုင်းအတွက် freshness ကို tactical အရာ readiness ဖြစ်မှုကိုအဆရှိသဖြင့်အဆအဆအရာရာပြည့်နှက်ကောင်းမွန်နေတယ်ပေါ့เนาะအဲ့တော့ဒါကတော့တစ်ခါလုံးသိထားပြီးသားအရာပါပွဲနေရင် အသင်းတွေဆိုတာအကောင်းတယ်ပေါ့နော်အသင်းတွေဆိုတာကောင်းတယ်ပို့ပြီးချက်ခံမှုပြေသွားဒါပေမဲ့ဘာကြောင့်လဲအဲ့တော့ဘာကြောင့်လဲဆိုတဲ့မေးခွန်းဒါရှိလာတဲ့အတွက်အဲ့ဒီအကြောင်းကိုကျွန်တော်ကဒါ mastery process နဲ့ဒါချိန်ထိုးပြီးတော့ဒါရှင်းပြခြင်းဖြစ်ပါတယ်လောကအဲ scholarly ရှင်းပြရတော့မဟုတ်ဘူးပြိသက်တွေအနေနဲ့ကျွန်တော်တို့နားလည်လွယ်အောင်လို့နားလည်လွယ်အောင်ကျွန်တော်ဖတ်ဘူးကြားဘူးသိဘူးသိလာဘူးတဲ့အထဲကနေကျွန်တော်ပြန်ပြီးတော့ um digest လုပ်လိုက်တာပေါ့နော် digest လုပ်ပြီးတော့အစိတ်ပိုင်းတွေခွဲပြီးတော့ကျွန်တော်တင်ဆက်ပြတာဖြစ်ပါတယ်အဲ့တော့အဲ့ဒါကအရေးကြီးတယ်ပြီးတော့နောက်ထပ်အရေးကြီးတဲ့တစ်ချက်ရှိသေးတယ် အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ပွဲပြပြချင်းမှာ substitute ပေါ့နော်အရန်ခေါင်းကကစားသမားတွေပြီးနေတာအသေးသန့်ပြီးနေတာကျွန်တော်မြင်ဘူးကြားလိုက်မယ်ပွဲပြီး session တွေကြည့်ဘူးလေလို့ဆိုသိလိုက်မယ်ဥပမာ sky sports ဆိုတော့ဒီမှာကွင်းထဲမှာချပြီးတော့သူတို့လုံနေလုံနေချိန်မှာတော့ကစားသမားတွေပြီးနေတာကျွန်တော်တို့မကြားခဏမြင်ရလေးရှိတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ workload ပေါ့နော် workload ကအရင်အရေးကြီးတယ် training လုပ်အရေးကြီးတယ် workload အရေးကြီးတယ် rest အရေးကြီးတယ်အကုန်လုံးရှိနေဖို့လိုတယ်ပွဲမှာကစားရတဲ့ကစားသမားတွေ match return ပြတ်တယ်ဆိုတာဘာကြောင့်လဲ မက်ရှ်သန်အရင်အရေးကြီးတယ်ပြီးခဲ့တဲ့အက်ကလစီကိုမှာဖရန်တော်ရက်စ်မက်ရှ်သန်မရှိဘူးဘာဖြစ်လို့လဲဆိုတော့ तू อ่ะအဲ့လိုအပ်နေတဲ့လုပ်သူ့မှာမရှိဘူးသူ့မှာဘာရှိရှိတယ် recovery rest တွေပဲရှိတယ်အဲ့ဒါနဲ့လုပ်လို့လို့မရအောင်အဲ့လုပ်တွေကအပတ်တိုင်းအပတ်တိုင်းအပတ်တိုင်းပုံမှန် load အနေထားမှာရှိမှာကစားသမားတစ်ယောက်ရဲ့ fitness level ကတကယ် elite အဆင့်မှာရှိမှာရှင်ပြိုင်အာအာကုံရှင်ပြိုင်နိုင်တဲ့အနေထားမှာရှိမှာဗောနော်အဲ့ဒီအတော့ခါလေကြတော့နောက်ရက်တွေဒီမဆောင်မင်းအဲ့လိုမျိုးလေ့ကျင့်ရတယ်ပြီးတော့ဘာထပ်လုပ်လဲဆိုတော့ ခုနကျွန်တော်ပြောခဲ့တဲ့ message plus 1အင်မတန်မှအရေးကြီးတဲ့နေ့အဲ့ message plus 1မှာမကစားရတဲ့ကစားသမားတွေပေါ့နော် under 60 minutes ကစားသမားတွေကအဲ့ပွဲကစားရတဲ့ကစားသမားတွေရတဲ့ world load အတိုင်းဖြစ်အောင်လို့လက်ချင်းရုပ်ကမှာကစားရတယ် game အကြီးဖြစ်ဖြစ်မယ် small size game ဖြစ်ရင်ဖြစ်မယ်တခြားသောလက်ချင်းငယ်တွေဖြစ်မယ်အဲ့လိုကစားရတယ်အဲ့ world load နဲ့တူအောင်ဒါမှအရန်ကောင်းကစားသမားတွေရဲ့ fitness level နဲ့ match return ဟာ match return တော့မဟုတ်ဘူးပေါ့နော်အဲ့တကယ် environmental fitness environmental return တော့မရှိဘူးပေါ့ ကျွန်တော် physiological rhythm ကိုပြောတာပေါ့လေအဲ့ဒါရရှိဖို့အတွက်လောက်ပါတယ်အဲ့ဒါမှခုနကစားသမိုင်းနဲ့ match day မှာကန်ခဲ့တဲ့စားသမိုင်းနဲ့ဒီဘက်က unused player တွေတူမှာဖြစ်တယ်မတွင်တော့အရန်ကြီးမကွာမှာဖြစ်တယ်အဲ့ဒီအချက်ကအရန်အရန်ရေးကြည့်တယ်ပေါ့နော်အဲ့တချို့တော့ကစားသမိုင်းတွေတိုင်းလဲနေရယာတီနဲ့ချီပြီးတိုင်းလဲနေကစားသမိုင်းရှိတယ်အဲ့ဒီအရာတွေကပေါင်ပတ်သက်နေတယ်ပြီးတော့ယာတီနဲ့ချီပြီးတာတိုင်းလဲနေကစားသမိုင်းတွေအတွက် pre season ကအရန်ရေးကြည့်တယ်ဘာလို့လဲဆိုတော့ in season ဖြစ်သွားရင်စားသမိုင်းတွေတော့နားချိန်ဆိုတာလုံးဝမရှိဘူး တစ်ချိန်လုံးကျွန်တော်ခုနပြောတဲ့ circle နဲ့လည်နေတယ်။တစ်ချိန်လုံးအဲ့တိုင်းပဲလည်နေတယ်။အဲ့တိုင်းပဲလည်နေတဲ့အရာတွေမှာကိုကကြားထဲမှာတစ်ခုခုဖောက်သွားပြီးတော့ဝိတ်တက်တာလို့ပါလို့ဖြစ်ပြီးဆိုရင်အဲ့ဒါသိပြီပဲ။ပြန်ပြီးတော့လုတ်ဖို့အတွက်အရန်ရန်ခဲရင်ပြီးတော့အဲ့ဒီဌာနပတ်သက်တဲ့တာနာကားကိုဟာဆက်မှကြည်နိုင်တယ်ပေါ့နော်။အဲ့တော့ဒီလိုမျိုးသဘောတရားလေးရှိတယ်။ဒါကြောင့်မလို့အခု Manchester United လို့အသင်း United မှာမဟုတ်ဘူးတခြားသောအသင်းတွေရှိတယ်ပေါ့နော်။မှဒါမှ Leeds United တို့ဒီဘက်လည်းမကန်ရဘူး။ဥရောပဘက်လည်းမကန်ရဘူး။အဲ့ဒီအသင်းတွေကအားသာချက်ကြီးတယ် အေးစစ်စစ်ဒါအသုံးချလို့ရတယ်ဒါပေမဲ့ United ကဘာပွားတာလဲ Leeds United က Leeds United budget Leeds United squad ပဲရှိတယ် Manchester United က Manchester United budget နဲ့သူ squad ရှိတာဖြစ်တဲ့အတွက်သူ squad ကြီးတာအကြီးကြီးပဲပြီးတော့သူတို့ဒီ training facility မှာသုံးထားနိုင်တဲ့အရာတွေကတခြားတင်းတွေအကုန်လုံးတက်ပိုကောင်းတယ်ပေါ့နော်အဲ့တော့ဒီ level ဖြစ်တဲ့အတွက်သူတို့တအားသာချက်ကြီးတယ်အဲ့တော့အဲ့အားသာချက်ကတော့ရှိနေပြီဒါကြီးကလုံးဝညင်းပယ်လို့မရတဲ့အခြေခံအားသာချက်ကြီးအဲ့ဒါကိုအသုံးချနိုင်မချနိုင်တော့ကျွန်တော်စောင့်ကြည့်ရမယ် ဒီဘက်မှာလည်းကန်ရတဲ့အသင်းတွေရှိတယ်။၃ရက်တပွဲကန်ရတဲ့အသင်းတွေရှိတယ်။အဲ့၃ရက်တပွဲကန်ရတဲ့အသင်းတွေအတော့ဒုက္ခကြီးကလည်းရှိနေတယ်။အဲ့တော့ဒဏ်ရာတွေကကြုံနေရအောင်ပါပဲ။အေဦးနဲ့ကျမ်းမြင်လို့ကြုံနေရအောင်ပါပဲ။အဲ့တော့အေ wall lock management ကိုဘယ်လိုလုပ်မလဲဆိုတာအရန်ရှိပါနေတယ်။ချန်ပီယံစုရယူဖို့အတွက်ချန်ပီယံလိဝင်ရဖို့အတွက်အဲ့တော့ Arsenal တို့ Manchester City တို့ Liverpool တို့နဲ့ကြည့်မယ်ဆိုရင်မနစ်က Arsenal အသင်းဟာ D management မှာကြာရှုံးခဲ့တယ်။အဲ့ဒီ management နဲ့ပတ်သက်လာရင် February လောက်တကယ် မိုင်ကုန်တရမယ့်အချိန်ဒီမှာအရန်ကောင်းအောင်ပြင်ဆင်နိုင်တဲ့ quality လာယာတီတိုင်းသက်သေပြခဲ့ပြီးသားအဲ့တော့ဒီနေရာလေးဒီမှာ trust တွေရှိတယ်ပြီးတော့ anslot ထားလေသူကတောက်တက်စပိန်နင်းတယ်လို့ပဲဒီပုံစံလေးကိုသူနင်းနိုင်တာကိုတွေ့ရတယ်တန်ဟာနဲ့ပတ်သက်လာ injury prevention နဲ့ဖတ်မြက်တာကိုတွေ့ရတယ်ဗောနော်အဲ့တော့ဒီဘက်မှာလည်းသူတို့လုံးဆရာရှိတယ်ဗောနော်အဲ့တော့အဲ့ title condenser တွေရဲ့အကြက်အတဲနဲ့သူတို့ဘလို့ဖြည့်ရှင်းမလဲဆိုတဲ့အရာတွေကလည်းစိတ်ဝင်စားဖို့ကောင်းနေပါလေအဲ့ကျွန်တော်အခုတင်ဆက်ပေးခဲ့တာတော့အဲဒီ United အတွက်ပေါ့နော် United လိုမျိုး ကြားပွဲတွေမှာကစားနေရတဲ့အသင်းတွေတော့အသာချက်တွေပြီးတော့ match တွေနဲ့ပတ်သက်တဲ့ပြည်စင်ပုံတွေအကြောင်းကိုလာခြုံငုံပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ